ခုမှဂျပန်လာမဲ့မိန်းကလေးတွေတတိထားပါဘာလို့လဲဆိုတော့ဂျပန်မှာလူယုံမာတွေများလာပါပြီဂျပန်မှာ HIV ပိုပတ်သက်တဲ့ရောဂါနဲ့ကျွန်မနေနဲ့ပြောပြမယ်နော် ဖြစ်သွားတဲ့ကောင်မလေးကမြန်မာလူမျိုးပါအသက်ငယ်ငယ်ပဲရှိတယ်ချော့ချော်လေးဂျပန်မှာအခုလေကျွန်တော်တို့မြန်မာတချို့အုပ်စုလိုက်ကြီးပိုးကူးနေတယ်တဲ့ဗျာသိလား ဘုကူရာတော့ဒီကောင်မလေးတယောက်ကနေအကုန်ကူရလို့ပြောတယ်တည်တယ်လုပ်ငန်းခွင်မှာကောင်မလေးတယောက်မူးလေလို့တဲ့ဆစ်ဆစ်ကြည့်တော့ HIV positive ဖြစ်နေတယ်တဲ့ဂျပန်ရောက်တာမကြသေးဘူးမြန်မာမှာဆစ်ဆစ်ကလေးတော့ပိုးမရှိဘူးပေါ့နော်မြန်မာကောင်လေးဆရာနေကူတာရီစားနဲ့အတူနေတာသူ့ရဲ့ရီစားချီကနေ HIV ကိုကူးတယ်ပေါ့နော်တိုးဂျုံမှာရောက်နေတဲ့သူတွေတတိထားပါရီစားဖြစ်တွေးသမျှယောက်ျားတွေနဲ့မအိတ်ကြနဲ့မတွေးသမျှယောက်ျားလေးတွေနဲ့အိတ်မယ်ဆိုရင်လေကွန်ဒုံးခံလေကွန်ဒုံးခံပြီးတော့အိတ်ကြလေ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာနေထိုင်ကြတဲ့ကျွန်တော်တို့ရဲ့မြန်မာတိုင်းဝိုင်းတွင်အုပ်စုဖွဲ့လိမ့်ဆက်ဆန်ရာကနေအလွန်အထိမခံတဲ့ကျန်းမာရေးဆိုင်ရာစိုးရိမ်စရာသတင်းတွေဟာလျင်မြန်စွာပြန့်နှံ့နေတာကိုတွေ့မြင်ရပါတယ် လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ HIV အစုလိုက်ပြုံလိုက်ကူးစက်မှုသတိပေးချက်ဗီဒီယိုတစ်ခုဟာမလိုအပ်တဲ့ဆိတ်ရှုပ်ထွေးမှုတွေနဲ့အကြောက်တရားတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုကိစ္စရက်မျိုးမှာအမှန်တကယ်ရည်စားတဲ့အတူနေမီဆိုပါမှန်ကန်တဲ့အချက်လက်ကသာကျွန်တော်တို့ရဲ့အကောင်းဆုံးကာကွယ်ရေးပါ။ ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ဘဝလုံခြုံမှုအတွက်အလွန်အရေးကြီးတဲ့ HIV ကူးစက်မှုကြိုတင်ကာကွယ်ရေးအကြောင်းကိုတိကျတဲ့အချက်လက်၄ချက်နဲ့အလေးထားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကောလာဟာလများနဲ့တရားဝင်ထုတ်ပြန်ချက်များအကြာကကွာခြားချက်ကိုတိတိကျကျစစ်ဆစ်သွားပါမယ်။ရုပ်ရည်တန်တာမတန်တာလူမျိုးမမှန်ကန်တဲ့အယူအဆအမှားတွေကိုဖယ်ရှားပေးသွားမှာဖြစ်ပြီး HIV ပိုးကူးစက်တဲ့ပုံစံအမှန်တရားနဲ့ဂျပန်မှာယုံကြည်စိတ်ချရတဲ့ကျန်းမာရေးအကူအညီရယူနိုင်တဲ့နည်းလမ်းတွေကိုပါအသေးစိတ်ထည့်သွင်းတင်ပြသွားပါမယ်။ဒီလိုခိုင်မာတဲ့အသိပညာဟာအတိုင်းဝိုင်းအတွင်းအကြောက်တရားကိုရှော့ချပြီးတဦးကိုတဦးလေးစားယုံကြည်မှုပုံမူတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။အဓိကအချက်၄ချက်ကိုမစတင်မီပထမဆုံးနဲ့အထူးရောက်ဆုံးကောက်ွယ်မိကတော့လိမ့်ဆက်ဆံမှုဘေးကင်းရေးဖြစ်ပါတယ်။အဓိကအချက်ကကွန်တုံးကိုမှန်ကန်စွာသုံးစွဲခြင်း HIV virus ကူးစက်မှုရဲ့အဓိကနည်းလမ်းကမလုံခြုံတဲ့လိင်ဆက်ဆံမှုကနေဖြစ်ပါတယ်။ဒါကြောင့်ကိုတုံးကိုအမြဲတမ်းမှန်ကန်စွာနဲ့ဆင်ဆက်မပြတ်သုံးဆွဲခြင်းဟာ HIV အပါအဝင်အခြားလိင်မတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါအလုံးကိုကာကွယ်ပေးနိုင်ပါတယ်။ကိုတုံးသုံးတာဟာကျွန်တော်တို့ရဲ့တာဝန်ယူမှုဖြစ်ပါတယ်။မိမိပတ်ဝန်းကျင်ကျန်းမာရေးလုံခြုံမှုအတွက်အထောက်အကူဖြစ်စေမယ့်ဒီအရေးပါတဲ့ဗီဒီယိုကိုအစအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။ ဂျပန်မှာအခုလေကျွန်တော်တို့မြန်မာတချို့အုပ်စုလိုက်ကြီးပိုးကူးနေတယ်ဗျာသိလားဘုကူရာတော့ဒီကောင်မလေးတယောက်ကနေအကုန်ကူရလို့ပြောတယ်တိလာဒီကောင်မလေးအခုဒီကောင်လေးနဲ့ကြိုက်တယ်ဗျာဒီကောင်လေးနဲ့အတူနေလိုက်တယ်အဲ့ဒီကောင်လေးကအဲ့ဘိုးကကူရောတခါအဲ့ကောင်လေးနဲ့ပြန်ရင်နောက်ကောင်လေးနဲ့ထပ်ကြိုက်ရင်နောက်ကောင်လေးနဲ့အထပ်ပြီးအတူနေတယ်တခါနောက်ကောင်လေးပါထပ်ကူပြန်ရောဒီပြက်သွားတဲ့ကောင်လေးတွေကလည်းတခါ တည်ရမလားကောင်းမလေးအသိရနေအဲ့ဒီကောင်းမလေးအသိနဲ့နေတော့ဒီအဲ့ဒီကောင်းမလေးပါကူရောအာပြီးတော့အခုတော့အောက်စုလိုက်အကုန်ကူကုန်တာဗောဗျာပြီးတော့ဒီပိုးကူတာချက်ချင်းလက္ခဏာပြတာမို့တော်တော်ကြီးကြာမှဒီပိုးကူမှန်တည်ရတာဗျာတည်ရမလားအခုတော့ဘာမှလုံးလုံးမရတော့ဘူးဗျာ အဲအကြောင်းပြောတာအခုမလားသေးတဲ့အကိုတွေမှရောအခုရောက်နေတဲ့အကိုတွေမှရောလေဂျပန်မှာလေကြီးရသေးတွေများတယ်တိလားကြီးရသေးတွေများတယ်ဆိုတာကအပြင်ပိုင်းကျတော့အရန်ချောအရန်လှပြီးတော့လေအတွင်းမှာပြက်စီးနေတဲ့လူတွေအများကြီးကျွန်တော်ကလည်းအပြင်ပိုင်းကြီးဆုံးပြတ်လို့မရဘူးကျွန်တော်လည်းအခုသူများကကျတော့ဟိုရှောက်ပြောနေတာပေါ့နော်ကိုကြောက်ကောင်းတာလားဆိုကျွန်တော်လည်းလူကောင်းမဟုတ်ဘူးကျွန်တော်ကိုကျွန်တော်ကောင်းတယ်လို့လည်းမပြောဘူးကျွန်တော်ကကောင်းကောင်းအောင်နေတာနေတာပဲရှိတယ်ကျွန်တော်ကိုကျွန်တော်လူကောင်းလို့မပြောဘူးကျွန်တော်ဒီကောင်းအောင်နေဖို့ပဲစူးစမ်းရပဲရှိတယ်အဲကြောင့်ပြောအဲ့လိုလူတွေရှောက်မှာအခုလိုဖြစ်သွားပြီဆို ရင်တည့်ရမှာဘာမှလုပ်လို့မရဘူးဘဝကဘလောက်ပဲမားခဲ့မားခဲ့ဒီအမားကလေပြင်လို့မရတဲ့အမားဒီအမားကလေဘာမှလူညွန့်တုံးရတဲ့အမားကြီးတည်လားဘာမှလုံးလုံးမရတော့ဗျာနောက်ပိုင်းမိသားစုလည်းပတ်ဝန်းကျင်မှာဘလို့မျက်နှာပြရမလဲအားကြောင့်အကုန်လုံး view site ပါဒီပိုးကူရရင်တော့ဘာမှလုံးလုံးမရဘူးကျန်တဲ့အမားကတော့ပြင်လို့ရရင်ရနိုင်ပါတယ်အား view site ပါ ကဲဂျပန်မှာနေရတယ်မပြောတော့ဘာလို့လဲဆိုတော့အခုတတင်းလေးတစ်ခုတက်လာတာဖတ်လိုက်ရတယ်ပေါ့နော်အဟိုတလော်လေးရမှာဒီမြန်မာအကောင်လေးတယောက်ကပေါ့နော်သူက HIV positive ရှိနေတာတိတိနဲ့အကာအကွယ်မသုံးဘဲနဲ့ကောင်မလေးတွေတရားဝိတရား AIDS လိုက်ပြီးတော့ဖျက်ဆီးတယ်ပေါ့နော် ဟိုအဓိကပြောရင်ရုပ်မာတာပေါ့နော်အဲ့ဒီတင်းတက်လာပြရမှာမကြသေးဘူးအခုအမတယောက်တင်ထားတဲ့တင်းလေးဖတ်လိုက်ရရယ်ပေါ့နော်ဗာလဲဆိုလို့ရှိရင်ဒီမြန်မာကောင်မလေးတယောက်ကလုပ်ငန်းခွင်မှာမူးလဲတော့ဆေးရုံသွားပြတဲ့အခါမှာသူက HIV positive ဖြစ်နေတာကိုသိရတယ်ပေါ့နော်အဲ့ဒီကောင်မလေးကမြန်မာနိုင်ငံကနေဒီဂျပန်ကိုရောက်တာမကြသေးဘူးပြီးလို့ရှိရင်သူမြန်မာနိုင်ငံကနေအကုန်လုံးဆေးတွေစစ်ခဲ့တယ်ပေါ့နော် ဂျပန်မှာရောက်တော့ခါလဲဆေးရစအဲ့တုန်းကလည်းဘာယောဂလက္ခဏာမှမတွေ့ဘူးဘာ positive မှမတွေ့ဘူးအခုဒီလိုဖြစ်လာတော့အဲသူ့ကိုမေးကြည့်လိုက်တဲ့အခါသူ့ရဲ့ partner နဲ့အဲအတူနေချစ်သူရှိတယ်ပေါ့နော်အထူးသဖြင့်မိန်းကလေးတွေကိုပြောချင်တာပေါ့နော်ဟို ဒီတမင်းစ်စာပိုင်းအထိတွေ့လေးနဲ့ကိုယ့်ရဲ့ရင်မ်းချက်တွေရည်ရွယ်ချက်တွေကိုမိသားစုရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့အနာဂတ်တွေကိုမပြောက်ပြတ်သွားစေဘူးပေါ့နော်ဒီလူကလူဆိုးလားလူကောင်းလားပြီးရင်သူ့ရဲ့နောက်ကျောင်းကဘာလဲသူကဘယ်လိုလူမျိုးလဲဆိုတာကိုတိကျစုံစမ်းပြီးမှဟုတ်ပြီဒီလူကိုကိုယ့်ရဲ့ပတ္တနာဖြစ်ရွေးတော့မယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်ဟိုရေရှည်အဆင်ပြေအောင်လို့သူလဲစစ်စစ်ကိုလဲစစ်စစ်လှုပ်တင်နေပေါ့နော် အဲတော်တော်များများဂျပန်မှာအလုပ်လုပ်နေတဲ့လူတွေပြီးရင်ဆေးဆိုင်နဲ့အလုပ်လုပ်နေတဲ့လူတွေဆိုလို့ရှိရင်ကုမ္ပဏီတော်တော်များများက6လတခါဆေးစစ်ခိုင်းနေပေါ့နော်嗯တခြားကုမ္ပဏီတော့မသိဘူးပေါ့နော်အဲကျမတို့လုံးလုံးနေတဲ့ကုမ္ပဏီကတော့6လတခါဆေးဆေးရတယ်ညာဆိုင်သမားတွေဆိုလို့ရှင်တစ်နှစ်ကို3ချိန်ဆေးဆေးရတယ်ပေါ့နော် ဟိုဒီလိုကတော့ဘာဗီဇာကြီးမလို့ငါယုံလို့ရတာပဲအဲ तू ကတော့ရုပ်လေးချောလို့ငါယုံလို့ရတာပဲပြီးရင် तू ကတော့ငွေချေးချမ်းတန်နေလို့ငါယုံလို့ရတာပဲဆိုပြီးတော့မိန်းကလေးတွေကလည်းကိုယ့်ရဲ့ဘဝကိုလွယ်လွယ်နဲ့အအဆုံးမတက်လိုက်ဖို့ပေါ့နော်ပြီးရင်သူ့ရဲ့နောက်ကျောင်းကဘလို့မှန်းမသိပဲနဲ့ခဏတစ်ဖြုတ်တွေ့ရုံလေးနဲ့ရော့အင်ဆိုပြီးတော့ကိုယ့်ရဲ့ဘဝကြီးကိုမပုံအောလိုက်ဖို့အဓိကပြောချင်တာပေါ့နော်မိန်းကလေးတွေလည်းအနေထိုင်စင်ကြပါ ဂျပန်နိုင်ငံကစီးပွားတွေကအရန်ကိုကောင်းမွန်တဲ့အတွက်ကြောင့်မလို့ဒီ HIV positive ဆိုတာကိုသိတာနဲ့ချက်ချင်းဆေးရုံဆေးကောင်ကိုတွားပြီးတော့ဆေးကုသမှုခံယူပါပြီးလို့ရှိရင်နောက်တစ်ခုပြောချင်တာကကြတော့ကိုဒီယောဂါကြီးဖြစ်နေတယ်လို့တခြားသူတွေလည်းဖြစ်ရမယ်ဆိုတော့စိတ်ယုတ်စိတ်ယုတ်မွေးပဲနဲ့အကာအကွယ်မဲ့ဒီလိုမျိုးအတူနေထိုင်တာတို့ပြီးရင်နှမသားချင်းမစားမနာလောက်တာတို့ရှောင်ပေးပါလို့ဟိုမြေတားရဲခံပါရေပေါ့နော် ဒီကပြောချင်တာကတော့တိုင်းတစ်ပါးမှာလုံးလုံးနေတဲ့မျိုးသမီးတွေပေါ့နော်လိုင်းဘော်ကတွေ့ရုံခဏတစ်ဖြုတ်အပြင်မှာတွေ့ရုံနဲ့ကိုယ့်ရဲ့ဘဝကိုမပုံအောလိုက်ပဲနဲ့ကို့မိသားစုအနာဂတ်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုမပြောက်ပြတ်အောင်လို့ကိုကိုကိုဆင်ခြင်ပြီးတော့နေထိုင်ကြပါလို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အုပ်စုလိုက်အိတ်ကိုက်နေကြတာတဲ့ငါတော့မတနာဘူးဘာဖြစ်လို့လဲဆိုတော့အခုခက်ကလည်းခက်ကလာရသမီးစားဖြစ်တာနဲ့နင်တို့ကအိတ်ဖို့ပဲစဉ်းစားနေတယ်နော်အိတ်ဖို့ပဲစဉ်းစားနေတော့ပျော်ပျော်ကြီး လေးစီကြောက်ဟိုဟိုတချင်လို့ပဲငါတူလေးငါတူလေးစကားမပြီးပဲနဲ့ဆိုထားတချင်လို့လော်လော်လေးကိုလော်လီကိုလော်ကာလီလော်ကာလော်ကာလော်ကာလီလီကိုလော်ကာလီဒါအဲ့ချင်မဖြစ်နေပျော်ပျော်ကြီးပေါ့နော်ဟိုမှာဟိုမှာကတကောင်တော့တလေလုံးပေါ့တယောက်ထဲကနေပြီးတော့အဒီ HMB ယောဂရှိနေရာကနေပြီးတော့ဒါပေမဲ့ AND ကတော့မဟုတ်တော့ဘူးတိလားအဲ AND ရဆိုလို့ရှိရင်ဟိုစားပြီးတော့ HMB ဖြစ်လိမ့်မယ် အမြဲဆစ်ဆစ်နေကြတာဆိုတော့လေအခုတော့ဘဲသားဘဲသားချက်မှာကျမအရသာမဟုတ်ဘူးအကုန်လုံးနေထားပြီးသားဒါဘဲအပေါ်ပိုင်းပေါ့နော်ဘဲအပေါ်ပိုင်းအကုန်လုံးရသာနေထားပြီးသားဆိုတော့ဒီထည့်ချက်ရုံပဲဈေးဘူးတည်ထောင်းပဲပြောလေပြောမနိုင်ပြောမနိုင်မလို့ဟိုလိုပဲငါမနိုင်မှအသာသမီးရေဆိုတော့အဲ့လိုအဲ့လိုပုံစံဖြစ်နေပြောလေပြောမနိုင်တော့ဟိုတို့တို့ထိုင်နေတို့တို့ကံမယ်အမုန်းခံပြီးပြောလေကိုယ်လူမျိုးရုံးဝဲရှိတော့ အဲ့ပျော်ပျော်ကြီးပေါ့နော်ရပါရရရထားကြီးပျော်ပျော်စီးပေါ့အဲအဲ့လိုအဲ့လိုမှန်တယ်ပဲတခီးရဲသွားကြတဲ့ဩစာပဲတငယ်ချင်းရင်းကအုပ်စုလိုက်ကြီးအကြေတွေရနေကြတာတဲ့အဲ့ဒါပဲကြိုက်တာနဲ့နို့ကြိုက်တာနဲ့အိပ်ဖို့စဉ်းစားနေနဲ့ဟိုဟာ ယောက်ျားတွေကဘာမှမဖြစ်ဘူးဘယ်ကူအောင်ဘယ်ပေါက်ဘယ်ပေါက်ထိုးထိုးဆိုပြီးစကားတွေအလွန်ပဲပြောနေတော့အဲတို့ဇပစုံနဲ့တွေ့နေမှာဇပစုံဆိုတာလေဒီလိုမျိုးအချက်ပေါင်းမနေဦးထားအောင်မလားอืมအဲ့လိုဇပယ်ဆောင်ကြီးနဲ့တွေ့သွားလို့ရှင်တို့အခုလိုမျိုးအေးကြိုက်မယ်။နော် HIV ယောဂါတွေကူးမယ်။ဇကားအနှခါရတာနဲ့လို့မစားကြနဲ့။ဒီနဲ့အခဲလိုက်ကြည့်။ဒါအချုပ်မို့ရတာအကုန်လေးသား။ဘဲသားစီးထဲချက်စရာမလို့။ တူတူအတူစီထွက်လာတယ်အဲ့ဒါကိုနေလို့ဖွင့်လိုက်အောင်ဈေးဘူးတီတောင်းနဲ့အဲ့လိုပါဆိုမှအခုမှဂျပန်လာမဲ့မိန်းကလေးတွေတတိထားပါဘာလို့လဲဆိုတော့ဂျပန်မှာလူယုံမာတွေများလာပါပြီအမ်ဒီတတိကတော့ဒီဂျပန်အကူရီမားတွေတင်ပြီးသားပေါ့နော်ကျွန်တော်ပြန်ပြောပြတာပါ ဘာလို့လဲဆိုတော့ကျွန်တော်တို့လိုပဲအလုတ်တင်နဲ့လာတဲ့ကောင်မလေးတယောက်ကနေဘက်မှာအလုတ်လုံနေရင်ねဒီမြို့ပေါ်မှာရှိတဲ့ဒီမြန်မာကောင်တွေရောက်ねကြိုက်တယ်ဗောဗျာကြိုက်တော့ဒီမြန်မာကောင်ကကောင်မလေးကိုအဲ့ဒီ training အလုတ်နဲ့မလုံနဲ့တဲ့ဟောဒီ visa ပဲပြောင်းမိမဲ့သူစီလာခဲ့ဗောဗျာဒီဟိုနိုင်ငံသားခုလုံခွင့် visa ပဲပြောင်းပြီးတော့သူလာစားအများကြီးရတဲ့အလုတ်တွေပဲရှာပေးမယ်ဆိုတဲ့သဘောနဲ့ခေါ်တာကောင်မလေးကလည်းအယုံလွယ်တာဗောဗျာလွယ်တော့ဒီ သုံးနှစ်မပြည့်သေးဘူးဒီလောက်ကနေထွက်ပြေးရောထွက်ပြေးပြီးတော့အဲ့ဒီကောင်လေးနောက်လိုက်သွားရောလိုက်သွားတော့ဟိုရောက်တော့အဲ့ဒီကောင်လေးနဲ့အတူနေကြတယ်ပေါ့ဗျာအတူနေကြတော့ဒီဗီဇာရီပိုင်းရှောက်တဲ့အခါမှာကြတော့အခုဝင်းကြီးဂျပန်မှာဝင်းကြီးချုပ်ပြောင်းသွားတဲ့အတွက်ထွက်ပြေးတဲ့လူမှန်သမျှဒီခဆုတို့ရဖို့ဆိုမဖြစ်နိုင်တော့ဘူးတိတ်မလွယ်တော့ဘူးပေါ့ဗျာအခုမရဘူးမရတော့ကောင်မလေးကအလုပ်တော့လုပ်လို့မရဘူးနှစ်လတခါဒီတက်တန်းတိုးရမယ်ဘာလို့ကမလဲဆိုတော့ဒီအေးစစ်စစ်တော့နေလို့ရတယ်ပေါ့ဗျာအလုပ်တော့လုပ်လို့မရဘူးအဲ့တော့ဒီကောင်ကဘာဖြစ်လဲဆိုတော့သူတင်ကြွေးရမယ်အနေထားရောက်လာတော့ ကောင်မလေးနဲ့သူနဲ့အဆင်မပြေတော့ဘူးမပြေတော့ကောင်မလေးအကြောင်းမျိုးမျိုးပြဿနာရှာပြီးတော့နောက်ရဲရိပိုင်ခေါ်တဲ့အထိဖြစ်တယ်ဆိုလားနှင်ချတယ်တဲ့နှင်ချတော့ကောင်မလေးကစဉ်းရတာပေါ့ဘာဘာတက်နိုင်မှာအခုကောင်မလေးကဒုက္ခတွေပင်လေတွေဝေနေတာပေါ့ဘာမှလုံမရတော့ဘူးနော်အဲဂျပန်မှာလေအဲ့လိုမျိုးဒီမှာစားပါရင်းနေကောင်တွေအများကြီးရှိသေးတယ်နော်ယောက်ျားလေးတိုင်းကတော့မဆိုးလို့ပါဘူးတချို့ကောင်တွေတကယ်အောက်တန်းကြတဲ့ကောင်တွေအများကြီးကြံမှန်သေးတယ်အဲအခုမှလာမယ်မင်းကလေးတတိထားစီခြင်းပါပဲပေါ့နော်ဒါတော့ကျွန်တော်ပြန်ပြောပြတာပါ ဂျပန်မှာ HIV ပိုပတ်သက်တဲ့ရောဂါနဲ့ကျွန်မနေနဲ့ပြောပြမယ်နော် ဖြစ်သွားတဲ့ကောင်မလေးကမြန်မာလူမျိုးပါအသက်ငယ်ငယ်ပဲရှိတယ်ချော့ချော့လေးနော်အာဒီကမလေးနဲ့အိုက်တဲ့လူတိုင်းကဒီရွာကကုဆတ်မှာပဲအိုက်တဲ့လူတိုင်းဆိုတာဗျာဒီသူ့ကိုရိုင်းရိုင်းဆန်းဆန်းပြောရတာမဟုတ်ပါဘူးဒီလိုမျိုးပါသူနဲ့သူ့ကောင်လေးဒီကောင်လေးနဲ့အဆင်မပြေလို့ရှင်ဒီကောင်လေးနဲ့အချားမိမ့်မနဲ့အိုက်တယ်ဒီကောင်လေးကကုဆတ်တော့ပြီအချားမိမ့်မလည်းကုဆတ်တော့ပြီအချားမိမ့်မနဲ့အဆင်မပြေပြန်ရောအချားကောင်နဲ့အိုက်တော့တယ်အဲအချားကောင်လေးကုဆတ်တော့တယ်အဲ့လိုမျိုးကွာမပြတ် လုံးဝမပြောက်နိုင်တဲ့ယောဂါမျိုးပေါ့နော်ဆိုတော့ကိုကောင်လေးနဲ့ဖြဖြဖြဘသူဖြရောက်ကြဖြမိန်ကလေးဖြဖြပေါ့နော်အတော်လာအနေထားပေါ့နော်အကာကွယ်နဲ့နေကြပါလို့ပြောချင်ပါတယ်နော်ဒီလော်ဆန်တို့711တို့ family mart တို့ အကုန်လုံးရှိပါတယ်နော်အကာကွယ်နဲ့နေပါနော်ဝဲပါနော်ဟိုပြီးတော့လေအခုခင်ပါလေလေလား မနေ့ပိုင်းရေစားစကားတွေပြောမယ်နောက်ထပ်နှစ်နာရီကြာရင်ဖြေတွေပေးမယ်နောက်ညနေကြာရင်ချိန်တွေ့မယ်အိတ်ကြမယ်ညားကြမယ်အဲ့လိုမျိုးလူတွေအများကြီးပဲเนาะဘယ်ဟိုးနဲ့အဝေးကလူတာမှလေသူတို့ဘာတွေဖြစ်နေတာလဲကျမလည်းမသိဘူးလားဂျပန်နိုင်ငံမှာချင်းချင်းလေးเนาะဟိုးဘလောက်ထိပဲနေတဲ့အဝေးကနေနေတဲ့လူတာမှသူချိုမျိုးမှာဖင်လာခံတဲ့လူတွေအများကြီးပဲအဲ့လောက်ထိ အခုဒီမှာပြောတဲ့ဟာဒီအရန်ကို အရေးကြီးနေနော် ကိုကိုတန်ဖိုးထားပါဘသူမှလည်းမယုံနဲ့အကာအကွယ်နဲ့နေပါဒါကရှက်စရာကိစ္စမဟုတ်ဘူးလိန်ဆက်ဆန်တဲ့ဒီယောဂကလိန်ဆက်ဆန်တဲ့အခါကျမှကူးဆက်တာနှခမ်းချင်းချင်းဟိုဟိုတာနန်းတာပါညာမဖြစ်ဘူးလိန်ဆက်ဆန်တဲ့အခါကျမှကူးဆက်တာเนาะဒါမျှဝေပေးတာเนาะဒါရိုင်းရိုင်းဆန်းဆန်းခုံမန်းနေလည်းမလာနဲ့ကျမပြောပြတာတည်တလား နော်အကာကွယ်နဲ့နေပါလို့ပြောချင်တာဒါပဲဒီမှာကောင်မလေးတောင်မူးလေလို့တဲ့အစစ်စစ်ကြည့်တော့ HIV positive ဖြစ်နေရတဲ့အဲဂျပန်ရောက်တာမကြသေးဘူးမြန်မာမှာဆိတ်ဆိတ်ကဲတော့ပိုးမရှိဘူးပေါ့နော်ဒီရောက်မှကူတာတိတ်ကြတယ်ပေါ့နော်လုံးဝတိတ်ကြတယ်음ဒီရောက်ခါမှကြိုက်ခဲ့မြန်မာကောင်လေးဆီကနေကူတာမြန်မာကောင်လေးလို့ထည့်ပြောရနော်ဂျပန်နဲ့ကြိုက်တယ်ဘလို့ဖြစ်တယ်ပညာဖြစ်တယ်ဆိုအာချောင်းနဲ့တူလာမှာဆိုတော့မြန်မာကောင်လေးလို့ထည့်ပြောမြန်မာကောင်လေးဆီကနေကူတာရောက်တာမကြသေးဘူး ဒီလိုမျိုးအဲ့လိုမျိုးတူချုံမျိုးပေါ်မှာလေအဲ့လိုမျိုးတူချုံမျိုးတို့ဥစားကအဲ့လိုမျိုးကြီးတွေမှာစားပဲတွေဆိုတာရှိရဲ့နှစ်ကြာနေတဲ့ကိုကြီးတွေပေါ့ကြီးနှစ်ကြာနေတဲ့ကိုကြီးတွေရောက်ကစားကလေးမုံမဲမဲဦးမလဲလေးတွေကိုသူတို့ကကိုကြီးကိုအကူလဲကိုကြီးကကောက်ကပြီးမှကိုကြီးကဆောင်းချောက်ပြီးမှဆိုရဲဆရာကြီးအထိုင်ကြီးနဲ့အဲ့လိုမျိုးကြီးရှိတယ်အဲ့တော့ငခုံးမတကောင်ကျော်တလေးလုံးပေါ့အခုပြောရတဲ့ပုတ်တဲ့တဲ့ရင်ဆိုရင်ပေါ်တာပြန့်လွယ်တယ်เนาะတရားမှာ ဟိုဂျမမာရှိရောက်နေတဲ့မြန်မာမြန်မာတွေတရားရာကန်တော့မှာ20ရာကန်တော့လောက်ပဲအဲ့လိုတင်းထွက်တာအဲ့လိုတင်းထွက်တော့ပုတ်တဲ့ဟာဆိုတော့ပေါ်တယ်လေအဲ့လိုမျိုးတိပြီးတော့ဂျပန်ရောက်မြန်မာတွေဂျပန်တွေတော်တော်ဆိုးနေပါလားဂျပန်ရောက်ဂျပန်ပြန်ဆိုးရှင်ကြောက်နေပြီပြုနေပြီဆိုပြီးတော့လာပြီးအာမချောင်းနဲ့ဂျပန်ပြန်နေလည်းနင်တို့ကဟွာမဖြစ်ဘူးเนาะအဲ့အဲ့လိုလာမှန်းတဲ့သူတွေကိုပြောတာပါအင်းဂျပန်ပြန်နေလည်းနင်တို့ကိုထက်ကိုထက်ကိုနဲ့မှ level မဟုတ်ရင်စဉ်းစားမှလည်းမဟုတ်ဘူးသိရမလားအဲ့တော့ဟို နေဘက်ကျန်တဲ့80ရာခိုင်နှုန်းနေဆိုတာနေဘက်မှာနေရသူနေဘက်မှာနေရသူတွေကအဲ့လိုမျိုးဟာနေကင်းမဲ့ဆုံးအတန်နေနော်ဟိုဒီလိုကြားကြားရတဲ့20ရာခိုင်နှုန်းလောက်ကိုပဲဟို100ရာခိုင်နှုန်းဆိုပြီးနေတော့ပုံကြီးချိန်ပြီးထင်းကြလို့မလို့ငါဒီဥစ္စာကိုပြောတာကျန်တဲ့80ရာနော်အဖြူတယ်လေးတွေအဖြူတယ်လေးတွေလည်းရှိရဲဂျပန်မှာနော်ဟိုကြားတဲ့တဲ့နေတိုင်းနဲ့အကုန်လုံးကဒီလိုပါဆိုပြီးတော့အကုန်လုံးရော့ထွေပြီးထင်းပါဆိုလို့ပြောပြတာနေမှာနေရကလေးတွေတော်တော်များများကအဖြူတယ်လေးတွေ กินเมซองนี่ติเห็นมะล่ะไอ้เอลโลเอลโลเอลโล HIV ปูกู้တဲ့သူတွေอ่ะดิဟိုလိုလူတွေဖြစ်มาဖောက်ပြန်တဲ့သူတွေเนาะဖောက်ပြန်တဲ့သူတွေနောက်တော့စားပဲတွေไล่จ้วยနေတဲ့ซอတွေနောက်ပြီးတော့เอ่อเอ่อဘယ်လိုပြောမလဲမိဘတွေမတည်ပဲနဲ့တိုင်ထဲမှာ living together နေနေတဲ့ဟာတွေဟိုကြိုက်တာမကြသေးပဲနဲ့ light light အိတ်တဲ့ဟာတွေနော်အဲ့လိုဟာတွေဖြစ်ရမှာနည်းအောင်နေသေးရအောက်ထုံမဆောင်ကြတာနည်းအောင်နေသေးတဲ့ခံပေါ့မတနာဘူး ိတ်ဆိုင်မီတွေကြော့ပြန်ကြားနေရပြန်ပြီနော်ရှေ့လာတော့ကမှဒီတိုချိုမျိုးပေါ်မှာ HIV အုပ်စုလိုက်ကြီးတွေ့ရဆိုပြီးတော့အဖွဲလိုက်ကြီးတွေ့ရဆိုပြီးတော့တရင်ရန်တက်ထားတာမကြသေးဘူးအခုလက်ထပ်ပြီးကြားရပြန်ပြီအဲ့တော့ဟိုရုပ်ချောတိုင်းလည်းတန်မနေဘူးနော်ဟာဒီကောင်မလေးကချောရဲဒီကောင်လေးကချောရဲအင်းတန်တော့တယ်အတန်လေးနေမှာတော့ဟာသူကနားရဲ့ဗီဇာက ိုင်မာတဲ့ဗီဇာရင်းဒီလိုလူမျိုးတော့မရှုပ်လောက်မပွေလောက်ပါဘူးတန့်လောက်ပါတယ်ဆိုပြီးတော့ကျွန်တော်အလကားရတိုင်းရုပ်ကလေးချောရတယ်ဗီဇာခိုင်မာတာကြီးပြီးတော့ရုပ်ကလေးတန့်တယ်ထင်ပြီးကျွန်တော်ကဝင်လုံးပြီးတော့အလကားရတော့စားကြရောအဲ့တော့အသွားမတော်တလန်အစားမတော်တလောက်နော်အခုတော့ဖြစ်တော့ကိုခန်းအဲ့တော့ကောင်းလေးဖြစ်ဖြစ်ကောင်းမလေးဖြစ်ဖြစ်ကို့မှာ HIV ရှိနေတာသိရဆိုရှင်ဒီ HIV နဲ့ပတ်သက်တဲ့ ကျမရေဘူးသားလေးလာထားရမလဲကိုကနေတစင်စင်ွားစင်ွားမကူအောင်ဘယ်လိုလုပ်ရမလဲဒါတွေဝါပြရမယ်အဲ့တော့တမီးစားဖြစ်ပြီးတမီးစားကြက်ဖြစ်ပြီးအတူမနေနဲ့အတူမနေနဲ့လိုက်ပြောနေအောင်လဲလူရန်လွတ်လပ်ခွင့်ပြောလဲနေမှာပဲနော်အဲ့တော့ကိုကိုကိုကောက်ွဲတဲ့နေလန်းနဲ့ကိုနှုံးသုံးကြပေါ့ဟုတ်တယ်မလားဒါပညာစာပေါ့နော်မမြင်ရတဲ့ယောဂဒီလူမာဒီယောဂရှိလားမရှိလားဆိုတာသူကမှမပြောရင်ကိုမသိဘူးလေဟုတ်တယ်မလား ကဲမင်္ဂလာညနေခင်းပါရှင်မနေ့ကပေါ့နော် Facebook မှာတက်လာပါတယ်မင်းသမီးဟန်နီထွန်းမင်းသမီးမဟန်နီထွန်းကတင်ထားပါတယ်ဂျပန်နိုင်ငံဟိုးတဲ့ရောက်လာတဲ့ကလေးမလေးပေါ့နော်ဂျပန်နိုင်ငံကိုရောက်တာမကြသေးဘူးတဲ့ကျောင်းသူကျောင်းသူဗီဇာလားဘာလားတော့မသိဘူးပေါ့နော်ရောက်တာမကြသေးဘူးရောက်တာမကြသေးပဲနဲ့ အချိန်ပိုင်းလှုပ်လှုပ်တာတဲ့အချိန်ပိုင်းလှုပ်တဲ့မှာမူးလဲသွားလို့ဆိုပြီးတော့တဲ့သူ့အကူညီတောင်းလို့ပေါ့နော်မူးလဲသွားတဲ့အခါအစင်ဟွာဘောစကယ်ပြန်အနေနဲ့အကူညီတောင်းလို့ဆိုပြီးတော့စကယ်ပြန်အနေနဲ့ ိုင်ဆေးရုံလိုက်ပို့တာတဲ့အဲ့မှာဂျပန်နိုင်ငံမှာကမူးလဲတာပဲဖြစ်ဖြစ်ဗာယောဂပဲဖြစ်ဖြစ်ဗာပဲဖြစ်ဖြစ်သွေးကိုအရင်စစ်တယ်ပေါ့နော်ဒီခန္ဓာကိုယ်ရဲ့သွေးကိုအရင်စစ်ပါတယ်ဂျပန်နိုင်ငံမှာကသွေးကိုစစ်ပြီးမှသူတို့ကဗာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အဲ့ဒါမဟန်နီရဲ့ပေါ့နော်မင်းသမီးမဟန်နီထုံးတင်ပေးထားပါတယ်ဂျပန်နိုင်ငံမှာအဲ့ကောင်မလေးကအလုံးလုံးနေအချိန်ပိုင်းလုံးလုံးနေအလုပ်ထဲမှာမူးလဲလို့ဆိုပြီးစကဲပြန်လိုက်ရင်းနဲ့ဆေးရုံမှာသွေးကိုစစ်တာသွေးကိုစစ်တဲ့အခါမှာ HIV positive ဖြစ်နေတယ်တဲ့အဲ့ကလေးမလေးကရောက်ရောက်တာမကြသေးဘူး ဘူးတဲ့เนาะဗီဇာရောဘာဗီဇာမျိုးစားလဲတော့တော့မပြောပြထားဘူးရောက်တာမကြသေးဘူး boss เจอาเนตู่ကိုမေးလိုက်တဲ့အခါကျတော့သူဒီမြန်မာနိုင်ငံမှာရီးစားမရှိခဲ့ဘူးမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီ HIV positive ကပါလာလာမဟုတ်ဘူးတဲ့ သူ့ကိုမေးမြန်းတဲ့အခါမှာကလေးမလေးကပြောထားတယ်ဂျပန်နိုင်ငံရောက်မှဂျပန်နိုင်ငံရောက်မှရီးစားရတယ်ရီးစားရတဲ့အခါမှာအဲ့ဒီရီးစားနဲ့အတူနေတာအတူနေလက်ရီးစားနဲ့အတူနေမိတာအတူနေတာပေါ့နော်အတူနေတဲ့အတွက်အဲ့ဒီသူ့ရဲ့ရီးစားချီကနေအဲ့ဒီကောင်မလေးကို HIV ကို HIV ဘူး HIV ဘူးကူးတယ်ပေါ့နော်ဒါကြောင့်ပြောချင်တာက ဘာပြောချင်တာလဲဆိုတော့ဂျပန်နိုင်ငံကိုလာပြီးတော့ကျမရှေ့မှာဗီဒီယိုပိုင်းတင်ထားတယ်เนาะဂျပန်မှာတိုကီယိုမှာတိုကီယိုမှာအုပ်စုတစု HIV ဘိုးတွေ AIDS ဘိုးတွေကူးနေတယ်ပြန့်နေတယ် တတိထားကြပါတတိထားကြပါလို့ကျမအမုန်းခံပြီးပြောပြပါတယ်နော်ကျမအမုန်းခံပြီးပြောပေးတယ်အဲ့ဒီမှာကျမကိုကုန်းမအဲ့ဒီပေါ့နော်ဂျပန်နိုင်ငံရောက်နေတဲ့ဒီအုတ်စုတစုပေါ့နော်ယောက်ျားလေးတွေပေါ့နော်လာပြီးတော့ကျမကိုအဲ့ဒီလို HIV တွေကိုဖြစ်တာတွေမဖြစ်တာတွေရောခင်ဗျားကဘယ်လိုတွေရောပညာတွေရောကျမကိုလာပြီးတော့ negative တွေလာရေးကြတယ်ပေါ့နော်အခုလက်ရှိလိန်လို့ညာလို့မရအောင်မြန်မာလူမျိုးတွေတော်တော်များများတိနေပြီ ် HIV ပို့မြန်မာလူမျိုးမြန်မာလူမျိုးရှင်းချင်းကြီးကကူးတာဒါကြောင့်ဂျပန်နိုင်ငံကိုလာတယ်ဆိုရင်အခုတိုးကျွန်းမှာရောက်နေတဲ့သူတွေ တတိထားပါတတိထားပါနနို့ရီးစားအဲကရီးစားထားတာထားမထားနဲ့မပြောဘူးရီးစားထားတာထားမထားနဲ့မပြောအဲ့ဒီရီးစားနဲ့အတူနေတာမနေတာကိုလည်းကြိုက်တယ်လို့နေကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ဂျပန်နိုင်ငံရောက်လာပြီးတော့မိဘတွေရဲ့အုတ်ထွေးမှုအောက်မှာနေတာမဟုတ်ဘူးကိုယ့်ရဲ့လွတ်လပ်မှုနဲ့ကိုရောက်လာတာဖြစ်တဲ့အတွက်ကျမအတွက်ပြောတာမဟုတ်ဘူးနော်ဒီဗီဒီယိုဖိုင်ကြည့်နေတဲ့ဂျပန်နိုင်ငံရောက်မောင်လေးတွေညီမလေးတွေရောမြန်မာနိုင်ငံလာကြမဲ့မောင်လေးတွေညီမလေးတွေဂျပန်နိုင်ငံကိုရောက်လာပြီး ဆိုရင်တွေ့သည်မတွေ့သည်မလူနဲ့တွေ့သည်မလူနဲ့ရီးစားဖြစ်တွေ့သည်မယောက်ျားတွေနဲ့မအိတ်ကြနဲ့မအိတ်ကြနဲ့အေးကဲလို့အဲ့လိုပြောရင်လေယောက်ျားတွေကအဲ့ဒီကောင်လေးတွေကကျမလာဆဲအောင်မယ်နင်တို့တကယ်လို့အတွေ့သည်မယောက်ျားလေးတွေနဲ့အိတ်မယ်ဆိုရင်လေအဲ့ဒီနင်တို့ပြောပြောနေတယ်ဗါလေကွန်တုံးလားကွန်တုံးခံလေကွန်တုံးခံပြီးရောအိတ်ကြလေအခုနင်တို့ဒုက္ခရောက်ပြီးနင်တို့ဒုက္ခရောက်ပြီးညီမလေးတို့ရဲ့ညီမလေးတို့ရဲ့ယောက်ျားတယောက်ကိုအဲ့လောက်ဒီမယုံကြနဲ့ နောက်ဆုံးကိုနဲ့ရီးစားဖြစ်ပြီဆိုရင်အဲ့ဒီရီးစားကိုခေါ်ခေါ်ပြီးတော့နီးစက်ရန်ဆေးကန်းနေမှာတွားတွားပြီးတော့သွေးသွားစစ်သွေးသွားစစ်ပြီးတော့အဆင်ပြေပြီးဘာယောဂါမှမရှိဘူးဆိုမှအဲ့ဒီလူကိုရီးစားအဖြစ်လက်ခံအဲ့ဒီလူကိုရီးစားအဖြစ်လက်ခံပြီးတော့အတူနေကြအခုကုဆိုရင်မင်းသမီးမဟန်နီတို့တင်ထားတယ်နော်အဲ့တော့ဂျပန်နိုင်ငံမှာတကယ်မြန်မာအုပ်စုမှာ HIV ဗိုးတွေအဲ့ AIDS တွေဖြစ်နေတယ်ဆိုတာတကယ်လက်တွေ့ဖြစ်နေတာနော်လိမ့်တာမဟုတ်ဘူး ဘဝဒုဒအနေနဲ့လေ့လာကြပါမြန်မာပြည်ကခလေးတွေအခုဒီကောင်မလေးဆိုခုမှရောက်တာမကြသေးဘူးတဲ့မြန်မာပြည်မှာရီးစားမရှိဘူးဂျပန်နိုင်ငံရောက်မှအဲ့ရီးစားရမှအဲ့ဒီယောက်ျားလေးနဲ့အတူနေမှအခုကဲအခုဘလို့လုံးမလို့အဲ့ဒီ HIV ဘို့ရှိသွားပြီတဲ့အဲ့ဒီ HIV ဘို့ရှိသွားရင်ဆေးတောက်လို့ပြောင်းရင်တော်သေးတယ်ဆေးတောက်လို့မပြောင်းရင်ဘလို့လုံးမလဲနောက်ပြီးတော့ဂျပန်နိုင်ငံမှာကအဲ့ဒီလိုယောဂတွေ AID ရဲ့ဒီ HIV ဘို့ယောဂတွေကိုဟိုကြောက်တဲ့ ူတွေရှိလားမရှိလားကိုလေးလည်းအဲ့လိုတွေမလေ့လားကဲလို့ရှိခဲ့တယ်ဆိုရင်အဲ့ဒီဆေးရုံကနေပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဇိုင်းညူးကက်မှာကိုယ့်ရဲ့လိပ်စာတွေနံပါတ်တွေအကုန်ပါပြီးသားကိုယ့်ရဲ့ဖုန်းနံပါတ်တွေဖြည့်ရတယ်လိပ်စာတွေအဲ့ဒီမှာဖြည့်ပြီးတော့ကိုကအကြောင်းသူဖြစ်တယ်ဆိုရင်လည်းအဲ့ဒီရဲ့ဘေးအကြောင်းဆိုတာသူတို့မှာအကုန်ချက်လက်တွေယူလို့ရတယ်ဖြည့်ပြီးသားဖြည့်ရတယ်အကြောင်းသူစီလည်းဘေးအကြောင်းဆိုအဲ့တော့အဲ့ဒီအကြောင်းတွေမှာဖုံးဆက်ပြီးတိုင်လိုက်ရင်နေရင်ထိုင်ရင်ကိုပတ်စံတွေတိမ့်ပေါင်း400 500ရင်ထားပြီးမြန်မာပြည်ပြန်လိမ့်မယ်မြန်မာပြည် ီပြန်လိမ့်မယ်မြမပြန်လိမ့်မယ်တတိထားပါတတိထားပါเนาะအမုန်းခံပြီးလာပြောနေတာ ကျမဒီလိုမပြောလဲဘာမှမဖြစ်ဘူးဒါပေမဲ့ကို့လူမျိုးအချင်းချင်းကိုဒုက္ခရောက်မှာအရန်ကြောက်တယ်ဘာလို့လဲကျမတို့လည်းဂျပန်နိုင်ငံအတွက်ဂျပန်နိုင်ငံမှာလာပြီးပတ်စံအလုံးလုံးဖို့အတွက်ပတ်စံနေအမြောက်အများရင်းအချိန်နေအမြောက်များရင်းပြီးတော့မိသားစုမိသားစုဘဝချေရေးကို့ဘဝချေရေးအတွက်အနုနာခံပြီးလာပြီးတော့အလုံးလုံးနေကြတာလေအလုံးလုံးနေကြတာလေတတိထားကြပါတတိထားကြပါလို့နော်ကျမတစ်တော့ ရိုက်နေတယ်ဆိုတာကျမအမြဲတမ်းဗီဒီယိုဖိုင်တိုင်းမှာပြောတယ်နော်ကျမ TikTok ရိုက်တာပတ်စံမရဘူး TikTok ကပတ်စံလူတိုင်းကိုပေးတာမဟုတ်ဘူးတိလာဒီအကောင့်ကိုကြည့်မဲ့ကောင်းနေကောင်မတွေလည်းနုံနုံကြည့်တာ